ဟုတ်မယ်မင်္ဂလာပါဗျဒီနေ့2025အောက်တိုဘာလ9ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့မအားလို့ဗျဗီဒီယိုမရဘာမတင်တော့ဘူးလို့နေတာအောက်မှာလာပြီးတော့အပူလောင်နေကြတဲ့လူတွေနည်းနည်းလေးဖြည့်ပေးလိုက်မယ်နော်ခင်ဗျားဗမာလူမျိုးဂုံတွေအရန်ကြွားလွန်အကြီးတယ်လေကြီးတယ်လို့နည်းနည်းလေနည်းနည်းလျှော့ပါတို့ဟာလာယန္နာမြတ်သုံးပါးကိစ္စပြောတဲ့ကိစ္စကိုမချေနဲ့တဲ့လူတွေဘောင်းဆုံးပေါ့နော်ယန္နာအားလုံးထက်မြတ်လို့ယန္နာမြတ်သုံးပါးလို့ခေါ်တာ အဲ့တော့လောကီယတနာဒီအလုံးပါယတနာမြတ်သုံးပါးရဲ့ခြေအောက်မှာပဲရှိရတယ်အပူမလောင်ပါနဲ့မင်းတို့လောကကြီးထဲမှာအမုံမြတ်ထားတဲ့ယတနာဒီအလုံးဒီယတနာမြတ်မြတ်သုံးပါးရဲ့ခြေအောက်မှာပဲရှိတယ်မင်းတို့ဘလောက်မြတ်မြတ်မင်းတို့ဘလောက်တွေအတန်မိုးထားထားယတနာမြတ်သုံးပါးရဲ့ခြေလောက်အောက်မှာပဲရှိရဟုတ်ပြီနော်ဗမာလူမျိုးရဲ့ဂုံသိက္ခာတွေကိုခမရညွန်လုံးအကြည့်ဆိုငါတို့ဗမာလူမျိုးမှာဗမာလူမျိုးဗုဒ္ဓဘာသာကြီးပိုက်ဆိုင်ထားတဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲလို့မေးရှင် လောကကြီးတလောကလုံးမှာလူရယ်လို့ပြောလို့ရှိရင်နှစ်မျိုးပဲရတယ်တစ်မျိုးကအရိယာတစ်မျိုးကပုထုဇဉ်အရိယာဆိုတော့ကိလေသာတွေကင်းတယ်ပုထုဇဉ်ကတော့ကိလေသာရောပြောတယ်မတော်ဗုဒ္ဓဘာသာပမာလူမျိုးတွေကကိလေသာကင်းတဲ့နေရာမှာလေသူမတူအောင်ကင်းတဲ့နီလန်းရှိကျင့်ကြံအားထုတ်မှုရှိတယ်တရားတွေရှိတယ်လိုလိုက်နာလို့ရတယ်ဆောင်ရွက်လို့ရတယ်ကျင့်ကြံအားထုတ်လို့ရတယ်ပုထုဇဉ်လုံးမယ်ဆိုရင်လေကာမဂုဏ်ကိုအစွမ်းကုန်ခံစားနိုင်တဲ့စွမ်းအားငါတို့မှရှိတယ်ငါတို့မှနားချမ်းတာတွေ နားချမ်းသာတဲ့ဂီတတွေရှိတယ်။မျက်စိချမ်းသာတဲ့အကအလှတွေရှိတယ်။နော်။ဘယ်လူမျိုးနဲ့မှမတူဘူး။ငါတို့လူမျိုးရဲ့ဂုံတိတ်ခါလူလူချင်းတိုက်မလားခိုက်မလား။မြမလက်ဝိတ်ကဘာပေါ်မှာဘယ်သူနဲ့မှမတူဘူး။ယောက်ျားပိသားတယ်။စင်ပေါ်တက်လာရင်လက်ခမောင်းခတ်ပြီးမှစင်ခေါ်တယ်။စိန်ခေါ်ပြီးဘွာမခတ်လို့မရဘူး sorry လို့ပြောလို့မရဘူး အဲ့ဒါဗမာလက်ဝဲယောက်ျားပိသားတိုက်မယ်ခိုက်မယ်ဆိုရင်လည်းဗမာလက်ဝဲယောက်ျားပိသားစစ်တိုက်မယ်ဆိုရင်လည်းလက်နဲ့မလို့ဘူးဘယင်းတို့ရှေ့စစ်တိုက်လို့ရတယ်အဲ့ဒါဗမာလူမျိုးမှာပဲရှိတယ်ကြိုက်တဲ့တမိုင်းကိုလိုက်ကြည့်လိုက်ဗမာလူမျိုးတမိုင်းမှာပဲရှိတယ်ဟုတ်ပြီနော်ခြေထောက်နဲ့လှီလို့မလားအင်းသားတွေငါတို့ဗမာပြည်မှာပဲရှိတယ်ဘယ်လူမျိုးမှာမှမရှိဘူးကြောက်ဆဲစင်ကအမှုပညာနဲ့ပတ်သက်လို့ကြောက်ဆဲစင်ကဘယ်တိုင်းပြည်မှာမှမရှိဘူးငါတို့ဗမာလူမျိုးမှာပဲရှိတယ်ဟုတ်လား ငါတို့ရဲ့ဝိုင်းချင်းအကားကစားနဲ့ပတ်သက်လို့ဝိုင်းချင်းဝိုင်းချင်းခန့်ပြီးကငါတို့ဗမာလူမျိုးတစ်မျိုးပဲပိုင်ဆိုင်လာတာဘယ်သူမှမပိုင်ဘူးငါးယောက်လောက်ကဝိုင်းပြီးပန့်ပြီးဝူပြီးတော့လူတစ်ယောက်တည်းကောင်းဖို့အတွက်လူငါးယောက်လောက်ကဝိုင်းပြီးတော့ပန့်ဖို့ပြီးအနုပညာနဲ့အကားစားတွဲထားငါတို့လူမျိုးမှပဲရှိတယ်ဘယ်လူမျိုးမှမရှိဘူးအဲ့တော့ကာမဂုဏ်ကိုအစွမ်းကုန်ခံစားနိုင်တာဒီလေငါတို့လူမျိုးပဲကာမဂုဏ်တွေကိုစွန့်လွတ်နိုင်တဲ့အချက်ကိုကျင့်နိုင်တာလေငါတို့လူမျိုးပဲ ဗုဒ္ဓဘာသာဗမာလူမျိုးဟာတမိုင်းလည်းမြတ်တယ်လူမျိုးလည်းမြတ်တယ်အရင်ကလည်းမြတ်တယ်ယနေ့အချိန်ထိလည်းမြတ်တယ်ဟုတ်တယ်နော်ငါတို့နဲ့လာပြီးတော့နှိုင်းရှင်လို့မရအောင်ဒါကြောင့်မို့ငါတို့လူမျိုးကအမျိုးမြတ်တဲ့အမျိုးမဟုတ်လို့ငါတို့အမျိုးမြတ်ချောင်းကိုငါတို့သိရတယ်ငါတို့အမျိုးကုန်ကိုငါတို့မြင့်တင်ရမယ်ဟုတ်လားအဲ့တော့မင်းတို့မမြတ်တာကမင်းတို့တမိုင်းမှာဘာမှမရှိဘူးငါတို့ကအိုးအိမ်တီထောင်ပြီးနေလာတယ်ပြူအိုးပြူခွက်တီပြူ ပြူအုပ်ခွက်ဖရားတွေကယနေ့အချိန်အထိငါတို့ဘယ်နေရာမှဆိုမြန်မာတပ်နိုင်ငံလုံးမှာတူဖို့တူရှိနေတာဒီအများကြီးပဲဒါတွေကငါတို့ရဲ့တမိုင်းနေငါတို့ရဲ့တမိုင်းနေတံပိုးတွေကိုငါတို့ရဲ့ဂီတအနုပညာမှာတကယ်ကိုကဝေတယောက်ဖြစ်ခဲ့ဦးတဲ့ငှက်ကြီးပေါ့ထွင့်တယ်ထွင့်တယ်အချင်းထဲမှာငါးထောင်ကြီးလွန်လေပြီးတော့တတော်သမီးရဲ့အေယာဝတီတတော်သမီးဆိုတဲ့တချင်းလေးကိုနားထောင်ကြည့်တယ်မြန်မာပြည်တမိုင်းဘလောက်လှခဲ့လဲဆိုတာအခုချိန်ကြီးလဲလှတယ် ကဘာပေါ်မှာအမေရိကန်ကိုကြော်ပြီးတော့အကောင်းဆုံးဘလူဒါနာလုပ်တဲ့နိုင်ငံစည်ရင်းကိုအချိန်ပေါင်းများစွာရယူခဲ့တာငါတို့ဗမာနိုင်ငံတနိုင်ငံပဲရှိတယ်ငါတို့လူမျိုးကဒါနာမှလည်းသူများထက်တာတယ်သီလမှလည်းသူများထက်တာတယ်တရားမှလည်းသူများထက်တာတယ်ကာမဂုဏ်ခံစားတဲ့နေရာမှလည်းသူများထက်တာတယ်နတ်ဒိုးတန်ကြိုင်ထက်ကကျင်စီပေါက်သွားဘယ်လူမျိုးပဲဖြစ်ဖြစ်နတ်ဒိုးတန်ကြားလိုက်ကံနဲ့ထက်ကကျင်စီပေါက်သွားငါတို့မျက်လုံးတွေငါတို့နားတွေ အကုန်လုံးငါတို့နှလုံးသားတွေဟာအမှုပညာကာမဂုဏ်တွေကိုအစွမ်းကုန်ခံစားနိုင်တဲ့လူမျိုးတွေအဲ့ဒီလိုပဲဒီကာမဂုဏ်တွေကိုဆုံးလွှတ်လိုက်တဲ့အခါကျလို့ရှိရင်လည်းဘလောက်ကြာကြာကာမဂုဏ်ကိုတုံ့နှုတ်ခြင်းမရှိဘူးအဲ့ဒါငါတို့လူမျိုးတစ်မျိုးပဲခံစားနိုင်တယ်ဘာကြောင့်လဲလို့မြင်လို့ရှိရင်ဗုဒ္ဓဘာသာတည်ငါတို့အသေးနှလုံးထဲမှာကိန်းနေတဲ့အတွက်ဒီလိုမျိုးခံစားချက်တွေကိုခံစားနိုင်တာဒီလိုမျိုးစွန့်လွန်မှုတွေကိုစွန့်လွန်နိုင်တာငါတို့လူမျိုးငါတို့ဘာသာပဲရှိတယ်ကြိုက်တဲ့ကောင်လာရှင်လို့ရတယ်ကြိုက်တဲ့နိုင်ငံရှင်လို့ရတယ် စာပေနဲ့ကြည့်မလားအနုပညာကြည့်မလားဂီတငါတို့ရဲ့ဆိုင်းဝိုင်းကြီးဘယ်ကောင်းမှလာတီးလို့မရအောင်ပုံ30လုံးရှိတယ်ဘယ်သူမှလာတီးလို့မရအောင်ကျင်းနှောင်းကြီးမောင်းကစားနီးကြီးဘယ်သူမှလာတီးလို့မရအောင်အဲ့လောက်ရှိငါတို့ဟာကခက်ခဲတယ်နက်နဲတယ်နှလုံးသားတွေနဲ့ခံစားလို့လည်းရတယ်ကာမဂုဏ်တွေကိုအစွမ်းကုန်ခံစားပိုင်ခွင့်လည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့ ောက်တော်မယားကောင်ကြီးကငါတို့ရဲ့ရင်ကျင်းမှုတွေငါတို့ကိုလာပြီးစော်ကားတယ်ဖြက်စီးတယ်ငါတို့ကိုနှိတ်ချခြင်းလဲဆိုတာငါကိုယ်တည်းကသူတို့မှာမျိုးရိုးအစင်တန်းအမှုပညာအစင်တန်းစာပေအစင်တန်းဘာတစ်ခုမှတမိုင်းအစင်တန်းဘာတစ်ခုမှမရှိဘူးနိုင်ငံတီထောင်အုပ်ချုပ်တဲ့နေရာမှာလည်းငါတို့ရဲ့အများကြီးနှိမ်ပါတဲ့လူလန်းစားတွေဒီလိုកောင်စားမျိုးတွေကငါတို့လူမျိုးကိုနှိမ့်ကြအောင်လို့သူတို့ရဲ့ level ဖြစ်အောင်လို့လုပ်တာငါတို့ဗမာပြည်ပေါ်တော်တော်ကြောင်တော်တော်နေမလုံနဲ့ငါတို့ကအမျိုးမြတ်တယ်လို့အဆအဆအယယအကုန်မြတ်တယ် ငါတို့ဗမာလူမျိုးတစ်မျိုးတည်းခံစားနိုင်မှရှိတယ်အရာတွေအားလုံးငါတို့လူမျိုးမှာပဲရှိတယ်ဘယ်သူမှမရှိဘူး